စစ်ကောင်စီရွေးကောက်ပွဲကိုအတိအမှတ်မပြုကြောင်းနဲ့လူသားချင်းစာနာမှုကိုအခြေခံပြီးအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖွန်ကတ်တီယိုကပြောပါရယ်ပြည်ထောင်နိုင်ငံဆိုင်ရာ ထိုင်းတန်မဟောင်းလေဖြစ်သူနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်ကျပြီဖြစ်ပြီးဒီခါတည်းကကျွန်တော်တို့ဟာမှန်ကန်တဲ့အရာတွေကို ပြောရပါမယ်လို့သူကဆိုပါရယ်သူကဒေါအောင်ဆန်းစုကြည်ဟာ ကျုံနောက်ခံထားရတာအရန်ကြာနေပြီဖြစ်ကြောင်းဒေါန်ဆန်းစုကြည်ကအသက်လဲရနေပြီဖြစ်ပြီးသူ့ရဲ့ကျန်းမာရေးခြေနေကိုလည်းတိတိကျကျဘာမှမသိရတာကြောင့်ပြန်လွတ်ပေးဖို့ဆိုတာကအရင်ဆုံးနဲ့ချက်ချင်းလှုပ်တဲ့ကိစ္စဖြစ်တယ်လို့စီဟာဆက်ကပြောကြားသွားပါတယ်ရွေးကောက်ပွဲအလွန်အာဆီယံမြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့သူ့အမြင်ကိုနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းကထုတ်ပြောခဲ့တာဖြစ်ပြီးဖန်စီအချင်းချခံထားရသူမြန်မာဆိုရခေါင်းဆောင် ဒေါ်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေးအတွက်လည်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲပြီးဆုံးသွားရင်နောက်မှာအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေစတင်ဖို့ခက်ခဲလိမ့်မယ်လို့လည်းထိုင်းနိုင်ငံသားရေးဝန်ကြီးကမှတ်ချက်ပေးခဲ့ပါတယ်။လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်မြန်မာဟာတကယ်တမ်းလိုအပ်နေတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုလှုံ့ဆော်ရမယ်အစားရွေးကောက်ပွဲကိုပဲစီစဉ်ခဲ့ကြောင်းဒီအခြေအနေမျိုးမှာ အာဆီယံဟာမြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုစတင်ဖို့ခက်ခဲမှသေးကြတယ်လို့စီဟာဆက်ကဆိုပါတယ်။မြန်မာနိုင်ငံမှာကျင်းပတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးယုံကြည်ရတဲ့အခြေအနေ ဖြစ်စေခြင်းကြောင့်ဒါပေမဲ့လက်ရှိမှာတော့ဒါမျိုးမဟုတ်မှန်းတည်ထားပြီးသားဖြစ်ကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။လက်ရှိအခြေအနေတွေအရထိုင်းရဲ့ယက်တီမှုဟာရွေးကောက်ပွဲကိုအတိမတ်ပြုမဲ့သဘောမျိုးမဖြစ်နိုင်လောက်ဘူးလို့လည်းစီဟာဆက်ကပြောကြားသွားပါတယ်။